လင်းမြို့အနီးဗဟိုမြို့ရဲ့ Inaris Star Scale 4.4အဆင့်ရှိတဲ့အင်အားအနေငယ်ရှိတဲ့မြင်းကလေးတစ်ခုဒီကနေ့နိုဝင်ဘာ3ရက်မနက်၈နာရီခန့်ကလှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ဒီကနေ့နိုဝင်ဘာ3ရက်မြမစံတော်ချိန်၈နာရီ3မိနစ်ခန့်မှာကတားမြင်းကလေးစခန်းကအနောက်မြောက်ဘက်68မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင် Homeland မြို့ရဲ့အရှိအရှိတောင်ဘက်35မိုင်ခန့်အကွာ မြောက်လက်တီတော့24.64ဒီဂရီအရှိလောင်ကြီးတော့95.43ဒီဂရီအနက်10ကီလိုမီတာကိုဗဟိုပြုပြီးအင်အားရစ်တာစကေး4.4အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလှုံရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။ဒါပြင်ဒီကနေ့နိုဝင်ဘာ3ရက်နေ့မှာပဲမြန်မာစံတော်ချိန်မနက်9:59မိနစ်3ည4စက္ကန့်အချိန်မှာနေပြည်တော်မြင်းကလေးစခန်းကနေအနောက်မြောက်ဘက်2089မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံအပြည့်ပ Hindu Kush region Afghanistan မှာမြောက်လက်ဒေသ36.59ဒီဂရီအရှေ့လောင်ကျိတော့69.63ဒီဂရီအနက်45ကီလိုမီတာကန့်ကိုပဟိုပြုပြီး Air Star Sky 6.3အဆင့်ရှိတဲ့အင်အားပြင်းထန်တဲ့မြင်းကလေးတစ်ခုလှုပ်ရှားခဲ့သေးတယ်လို့လည်းသိရပါဗျ။